ယုံနယ်လေးမြမပုံပြင်တခါတုန်းကယုံနယ်လေးသူတို့နှစ်ယောက်ကတငယ်ချင်းဖြစ်ကြတယ်ဒီနေ့မှတော့ယုံနယ်လေးကိုလမ်းလျှောက်ရင်းယုံကလေးကိုလောင်ပြောင်းနေတဲ့လက်ကြီးရဲ့ဒီထက်မြန်အောင်မသွားနိုင်တော့ဘူးလားလို့ပြောပြီးလက်ကပြန်ပြောလိုက်ပါတယ်ငါတို့နှစ်ယောက်ကအပြေးပြိုင်လို့ရင်မကောင်းဘူးလားဆိုပြီးယုံကပြန်ပြောလိုက်တယ်နင်ကနှေးကွေးတဲ့လက်ကိုငါနဲ့အပြေးပြိုင်လို့ချင်နေတာလားဆိုပြီးနောက်တနေ့မှမြန်ဆန်တဲ့ယုံနဲ့နှေးကွေးတဲ့လက်တို့ဟာပြေးပြိုင်ပွဲတစ်ခုလုပ်ဖို့ဆုံးဖြတ်ကြတယ်ယုံကသူ့ရဲ့မြန်ဆန်မှုကိုယုံကြည်ပြီးလက်ကိုလောင်ပြောင်းလိုက်ပါတယ် မင်းကငါလောက်မြန်မာမဟုတ်ဘူးလို့ယုံကပြောတယ်ပြိုင်ပွဲစားပြီဆိုတော့ယုံကလေးမြန်စွာရှေ့ကိုထွက်ပြေးသွားတယ်သူကလက်ကိုအတော်နောက်ကျအောင်ပြေးနိုင်တာကြောင့်ခီးတဝက်မှာအနားယူဖို့ဆုံးဖြတ်လိုက်တယ်ဒီလက်ကငါ့ကိုမမီနိုင်ဘူးဆိုပြီးငါနှင်းငယ်အိတ်လိုက်မယ်ဆိုပြီးယုံကတစ်ပင်အောက်မှာအိပ်ပျော်သွားပါတယ် ဒါပေမဲ့လိက္ခဇွဲရှိရှိနဲ့တရွတ်ရွတ်ဆက်သွားနေတဲ့သူကနေပေမဲ့ရက်မသွားခဲ့ဘူးလိက္ခတဖြည်းဖြည်းရှောက်သွားရင်ယုံရဲ့အရှိကိုဖျက်ကျော်သွားခဲ့ပါတယ်ယုံကအခုထိမထသေးပါဘူးလိက္ခဖြည်းဖြည်းချင်းနဲ့ပြိုင်ပွဲဆုံးမှတ်ကိုဖျက်ကျော်နေပြီဖြစ်ပြီးလိက္ခအနိုင်ရသွားခဲ့ပါတော့တယ်တင်ကန်းစာကစ조사မှုကမြန်ဆန်မှုထက်ပိုအရေးကြီးပါတယ်မြမရိုးရပုံပြင်ဖြစ်တဲ့ယုံနဲ့လိက္ခဒီပုံပြင်ကိုကြိုက်မယ်လို့ထင်ပါတယ်